များမထွက်ရဆိုတဲ့ချိန်မှာလေများဆာထင်တော့ထင်လိုက်တယ်ဒါတရေကားပေါ့နော်ဒါပေမဲ့အခုကြည့်ရဲအခုစပြီးတော့ script ပြရတဲ့ချိန်မှာမှာအော်ဒါတရေကားရောတကယ်အဲဒီရဲမှာ suspend အဲ့လိုစိတ်ဝင်စားစရာတွေရောအများကြီးပါတယ်ဆိုတော့လေအဲအဲ့ဒါလေးကိုပို့ပြီးတော့ဖြစ်တာရောအဲမိုက်တယ်ဆိုပြီးတော့ပြောများဒီကားမှာမှာကိုညူရဲ့ script အစအဆုံးဖတ်ဖူးတာအရင်ကားတွေပေါ်ကြတော့များတို့ ါတဲ့ character အပိုင်းလေးတစ်ပိုင်းပဲပေးတာပေါ့နော်အခုကျမှပထမဆုံးအနေနဲ့ဖတ်ဘူးတာဆိုတော့အဲပျော်သွားတာဩငါ script ဒါပထမဆုံးဖတ်ဘူးပြီးတော့ ရှက်တတိချာမှာကျတော့ဒါဆီယမ်မာလေးအနေနဲ့ပေါ့နော်အဲတွေ့ရတယ်ဒါပေမဲ့ခုကျတော့ဒါပြီကရိုက်တာတစ်ခုအနေနဲ့မြပထမဆုံးဒါစထွက်လာတဲ့ကားပေါ့နော်ညာမထွက်ရမှာအဲ့တော့ကိုတကယ်ရင်ခုန်နေပါတယ်မြအပြစ်ကရိုက်တာတစ်ခုအနေနဲ့အဲဘယ်လိုလက်ခံကြမလဲပေါ့နော်အဲဘယ်လို feedback လေးရမလဲဆိုတာရင်ခုန်နေရပါဟုတ်ဘယ်ပေါ်အရန်အကောင်ကဒါအကောင်ပြိုလိုက်ကြိုက်တဲ့မျက်စိခိုင်းနေပြီလေအကောင်ကချောချောတယ်ပြီးတော့ကိုယ့်စီနီယာရယ်ပါပြီးတော့မယုံကကြာတဲခွဲတဲ့သူရော သူကြောက်ရွှေတင်မှာအရန်ကျူးတာသူများရောက်ကြတဲခွက်သချင်းနေထုံအခုလည်းအရန်ကျူးပြီးတော့နှစ်ယောက်လာကြတာမေးပေးရောအဲဖုံးမင်းနဲ့ကြာဒီကမှမျိုးပထမဆုံးဆုံးရပါဘောအစသူကြီးရင်ငါကြီးရဲ့လုံးနေအမှန်တော့နှစ်ယောက်အသက်တူတူဘောအစလေ तू ကကြီးနေလားမသိဘူးငါကြီးနေတယ်သူကအကိုခေါ်လိုက်ဟို तू ကအမခေါ်လိုက်မြတ် तू အကိုခေါ်လိုက် အဲအခုကြာပြပါအသက်ရွယ်သူပဲပေါ့နော်အဲတကယ်အကိုဟာမောင်နှမရေလိုပါပဲအစကတော့ဒါ day 1မှာတော့မျိုးတော့နည်းနည်းရှိန်တာပေါ့နော်အဲနည်းနည်းဟိုနည်းနည်းရှိန်တာလေးရှိရဲဒါပေမဲ့ day 2 day 3ကြတော့မြအကုန်လုံးလိုက်ပတ်စအကုန်လုံးကမောင်နှမလိုပြီးဖြစ်သွားအရင် chemistry ရော bio ရောမိကော ဟုတ်အဲတကယ် senior နဲ့ရရအများထွက်ပညာအများကြီးရ experience တွေအများကြီးရတယ်ပြီးတော့ကိုကိုရီးယားအများကိုလက်တွဲခေါ်ပေးရအဲ IT ဘိုင်းနေနဲ့ပတ်သက်ပြီးတော့ mood သွင်းတဲ့အားတွေနဲ့ရောအများကိုလက်တွဲခေါ်ပေးဘလို့ဆိုရင်ဘလို့လေးလုံးမယ်ဆိုတာအစားအများကိုတိုင်ပင်ပြီးတော့ဗောနော်ကိုကဒီလိုလုံးမယ်ညီမလေးဒီလိုလုံးမလားအဲ့လိုအလိုလေးတိုင်ပင်ပြီးလို့တော့အများတို့အတွက်ဒါအရင် pressure မများဘူးဗောနော်အရရလွတ်လွတ်လပ်ရှိရအဲပြီးတော့ဟိုအဆင်ပြေရဗောအရင်ပြီးတော့ mood သွင်းရတာလည်းတော်တော်အဆင်ပြေပါတယ်ညမထွက်ရဆိုတဲ့အချိန်မှလေးအများထင်တော့ထင်လိုက်တယ် ဒါတရေကားပေါ့နော်ဒါပေမဲ့အခုကြည့်ရဲအခုစပြီးတော့ script ပြရတဲ့အချိန်မှာမော်ဩဒါတရေကားရောတကယ်အဲဒီအဲမှာ suspense အဲ့လိုစိတ်ဝင်စားစရာတွေရောအများကြီးပါတယ်ဆိုတော့လေအဲအဲ့ဒါလေးကိုပို့ပြီးတော့ဘာဖြစ်တာရောအဲမိုက်တယ်ဆိုပြီးတော့ပြောအများကြီးဒီကားမှာမှကိုညူရဲ့ script အစအဆုံးဖတ်ဖူးတာအရင်ကားတွေပေါ်ကြတော့အများတို့ ကိုပါတဲ့ character အပိုင်းလေးတစ်ပိုင်းပဲပေးတာပေါ့နော်အခုကျမှပထမဆုံးနေတဲ့ဖတ်ဘူးတာဆိုတော့အဲပျော်သွားတာဩငါ secret ဒါပထမဆုံးဖတ်ဘူးပြီးတော့အဲဒီထဲမှာအဲ့လို romance လေးတွေပါတယ်ဒါပေမဲ့ဒါကတော့ spoil မှာဆိုလို့မပြောဘူးပေါ့နော်ဒီထဲမှာ romance လေးပါပါတယ်ဟုတ်အဲ့လေးလေဟိုလိုပြောတယ်အသေးအသေးရစရာလေးဟုတ် ာမြဒီကားမရိုက်ခင်မှာ romance ရိုက်ပြတာမရှိဘူးလေအဲရှေ့ကားရင်မှာじゃ romance မရှိဘူးဆိုတော့ဒီကားမှာပထမဆုံး romance ဆိုတော့နည်းနည်းလေးဟိုစိတ်လှုပ်ရှားတော့เนาะအဲဒါမဲ့လည်းအဆင်ပြေပါတယ် romance တွေရိုက်ပြီးထားရည်တာဘယ်လိုပြောမလဲမြတို့ဒီ script ကိုစပီးရတဲ့အချိန်မှာစာစုပ်တာကိုညိုပေးတဲ့ဟာပထမဆုံးဖတ်ရတာပေါ့เนาะဒါပေမဲ့အခုထွက်လာတဲ့အချိန်မှာကျတော့ twist တွေပို့ပြီးတော့များလာတွေ့ရရဲအဲပြီးတော့ script ထဲမှာမပါတဲ့ဟာတွေပါပါလာ ော့တွေ့အဲဆရာအကိုညိုနဲ့ပေါ့နော်ရိုက်ထားတာလည်းမြကားလေးရှိပါသေးတယ်ပြီးတော့မြကိုတိုင်ရုံနဲ့ရိုက်ထားတဲ့ကားလေးလည်းထွက်လာလို့ရှိပါတယ်အဲ့ဒါတော့အနီးအနီးကပ်ဆုံးရင်ထွက်မှာပေါ့နော်အဲ့ကားလေးကြိုက်လည်းအားပေးကြပါအောင်လို့ပြီးတော့ဒီညမထွက်ရမှလည်းကိုထုံးတို့ကိုနိုင်တို့အမယောအကိုဖုန်ရှန်ဖုန်မင်းမြတို့အတူတူအားလုံးတည်တည်ချာချာလေးစူးစမ်းထားပါတယ်လို့အဲ့ကားလေးကိုလည်းလာပြီးအားပေးကြပါအောင်လို့ပြောချင်ပါရှင့်